ဥ္စာဇောက်မျိုးစုံမျိုးတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့ကိုလင်းကိုအိမ်မက်ထဲမှာပြေးဖို့လေ။ကိကတော့အများတန်းစ조사နေတဲ့သူတယောက်လေ။သူ조사နေတဲ့သူတယောက်ဖြစ်တယ်။လုံလာတဲ့အမှုပညာတက်တန်းရဆိုရင်သူ့မှာမရိုက်ဘူးတဲ့ကာရိုက်တာမရှိသလောက်တောင်မှသူ့အတွက်ကများပြားနေတယ်။ဒီငုံကဝိညာဉ်နဲ့တရားတွေမွေးပြီးခိုင်းစားနေရတယ်နော်။ ့ရဲ့သရုပ်ဆောင်မှုဥပညာကိုဟိုလက်ခံရတယ်အသိမှတ်ပြုကြရဲဆိုတော့ဥပညာရှင်တယောက်အနေနဲ့ကတော့အဲတကယ်ကိုဂျင်းနဲ့ဝမ်းသာပီတိဖြစ်ရတာပေါ့နော်ကားမှလည်းအဲကိကတော့ဝိုင်းရင်ဖြစ်နေပြီပေါ့နော်ဝိုင်းရင်ဖြစ်နေပြီဆိုတော့သူ့အတွက်ကလည်းဟိုတကယ်ကို challenge ဖြစ်တဲ့ကားလေးပါဒီကားလေးကလေအော်သူရိုက်နေကြအချစ်ကားလေးတွေတခြားကားတွေနဲ့မတူတဲ့ဟာလေးပေါ့ဆိုတဲ့အခါကျတော့သူလည်းအများကြီးစူးစမ်းထားပါတယ်ပြီးတော့ဒီကားထဲမှာပါတဲ့ညနေသစ်ကလေးတွေပေါ့နော်ညနေသစ်ဆိုတာ အဲထုံအောင်တို့ထုံအောင်ရဲ့စနီးလောက်တဲ့ကောင်မလေးတို့သူတို့ရဲ့ဆိုလို့ရှိရင်လည်းဒါအားလုံးကလေဒီတယုတ်ဆောင်နေတယ်လို့ကိုမထင်ရပဲနဲ့ဒီကားတကားလုံးမှာဒီရွာတွေကသူတွေအားလုံးတသားတည်းဖြစ်သွားတယ်ပေါ့ဆိုတော့သူတို့တွေအများကြီးစူးစမ်းကြပါတယ်အဲ့ဒါလေးတွေတော့ဝန်သားစရာတွေ့ရတာပေါ့နော်အဲ့ဒီကားကဘာကြောင့်လက်ခံပြတာလဲဒီကားကဘာကြောင့်လက်ခံပြလဲဆိုတော့အမမလို့ဘူးသေးတယ်ဖောင်းမေတော်ရဲ့ character ကိုအမမလို့ဘူးသေးဘူးပေါ့နော် မလုပ်ဘူးသေးတော့မကူရန်စိတ်ဝင်စားတယ်စိတ်ဝင်စားတာရယ်ပြီးတဲ့ခါကျကိုထက်နဲ့အမနဲ့ကဒီကောက်မှာအမရအမတယုတ်ဆောင်ကိုထက်ရဒါရိုက်တာနေနဲ့ဒီကောက်မှာပထမဆုံးစုံတာပါအဲအဲ့ခါကျတော့ကိုထက်နဲ့လည်းအမရိုက်ကြည့်ချင်တယ်ရိုက်ချင်တယ်ပေါ့နော်ကိုထက်ကအရှေ့ရဒီအဲအိမ်မက်ကာရတော့ကကြတော့အမဒီမီနီတို့အမကိုရှ်လုပ်ပေးရတာပေါ့ဆိုတော့အဲ့တော့ကိုထက်တဲ့တော့စုံဘူးပါတယ်ဒါ ကိုတယုတ်ဆောင်အနေနဲ့ကတော့ကိုထက်နေရတာပထမဦးဆုံးစုံတဲ့ကားပေါ့ဆိုတော့ကိုရိုက်ချင်တဲ့ character နဲ့လည်းစုံရတာဖြစ်တယ်ပြီးတော့ကိုမလုပ်ဘူးသေးတဲ့ character တစ်ခုကိုလည်းလုံးဝမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးကိုလက်ခံပြတာပါအဲ့ဒီ coach လို့တော့လည်းကိုကိုအမြဲတမ်းသူ့လိုသူ့ပါလို့ချင်တယ်ဆိုတာကိုကိုကိုပြောပြအမြဲတမ်းသူနဲ့ကိုနဲ့ပြောပြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီရိုက်တဲ့အခါကျတော့လေသိအများကြီးတော့ပြောစရာမလိုဘူးပေါ့ကိုထပ်ပါလို့ချင်တယ်ဆိုတာသူတခုပြောလိုက်လို့ရှိရင်အမအဲ သိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့သိပြီးတော့ခက်ခက်ခက်ခဲကိုထက်နဲ့ကိုချားမှာအဲညှိနှိုင်းရတာမျိုးတော့မရှိပါဘူးဓမ္မတော့မမှန်းထားပါဘူးဘာလို့လဲဆိုတော့တယုတ်ဆောင်ဖြစ်တဲ့အတွက်ကိုအလုပ်တစ်ခုကိုလက်ခံပြီးပြီးဆိုလို့ရှိရင်ဒီ character ကိုကိုအကောင်းဆုံးအဲအနည်းဆက်ဆုံးသူနဲ့အတူဆုံးဖြစ်အောင်ဘလို့တယုတ်ဖော်မလဲဘလို့ဖန်တီးမလဲဆိုတာပဲအမအစိတ်ဝင်စားပါတယ်အဲ့တော့အမတိတလောက်တတ်တလောက်ကလေးနဲ့အမစူးစမ်းထားပါတယ် မြင်လိုက်တာနဲ့တော်တော်များအကယ်ဒမီအတွက်ကိုပဲမန်းနေကြတယ်ဆိုတော့ကိုကတော့မမန်းပေမဲ့ကိုတော်မန်းပေးတဲ့သူတွေအတွက်ကဘယ်လိုမျိုးလေးပြပြချင်းသေးလဲ။ဟောအဲ့လိုမျိုးအမကိုနှလုံးသားထဲမှာရှိတာဟိုပဲအမကျေးဇူးအများကြီးတင်ပါတယ်။ပင်မန်းနာကတော့လေပြောပြောပြလို့တော့မရအောင်တစ်ဖွဲ့လုံးအများကြီးပင်မန်းနေပေါ့။တရုတ်ဆောင်နေရလဲတရုတ်ဆောင်ခန္ဓာအလျောက်ပင်မန်းသလိုအနောက်ကွယ်ရနေပြီးတော့မှဒီဇက်ကားတကားကြီးဖြစ်ဖို့အတွက်နောက်ကွယ်ရနေပံ့ပိုးပေးချရတဲ့အကျင်းနေရှိတယ်။အဲ့ခွဲရရလဲတယောက်ရှင်းစီကအလုံးပင်မန်းညပါတယ်။ ဲ့တော့ဒီကားလေးဒီလိုမျိုးကြည့်လိုက်ရတဲ့အခါကျတော့နောက်ွယ်ကနေပတ်ပိုးပေးကြတဲ့သူတွေလည်းအားရကျင်းတတ်ကြမှာပါအမောပြေရတာပေါ့ခင်ကတော့အများရန်စ조사နေတဲ့သူတယောက်လေသူ조사နေတဲ့သူတယောက်ဖြစ်တယ်ပြီးတော့ဟိုသူ့ရဲ့လုလုလုလာတဲ့အမှုပညာတတ်တန်းရဆိုရင်သူ့မှာမရိုက်ဘူးတဲ့ character မရှိသလောက်တောင်မှသူ့အတွက်ကများပြားနေတယ်ဒါပေမဲ့လို့ဒီကားလေးရကြတော့သူ့အတွက်စိတ်ဖော်မှုတစ်ခုပေါ့ သူဒီကားထဲမှာဆိုလို့ရှိရင်ဝိညာဉ်ဝိညာဉ်ကိုပူပူပြီးတော့ဝင်ပြောရတဲ့ဟာမျိုးလေးတွေလေအဲ့ဒါမျိုးလေးတွေဆိုရင်သူအများကြီးစ조사ထားပါတယ်အဲ့ဒါတွေကို조사ထားတယ်ဆိုတာလည်းတွေ့ရတယ်လေအဲ့တော့ဟိုပြစ်အတွက်လည်းဝန်တာပါတယ်တကယ်ရှိပါတယ်အပြင်မှာလေဒါက ဟိုအမားတို့အများနဲ့လဲဘယ်လိုပြောမလဲဖျားရှိခိုးပြီးဗုဒ္ဓဘာသာတွေပဲဖြစ်ဖြစ်ဟိုပါဘောနဗုဒ္ဓဘာသာဆိုလို့ရှိရင်လဲအာဖျားရှိခိုးပြီးပြီးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးပြီးဆိုလို့ရှိရင်30ပုံမှာရှိတဲ့သူတွေအားလုံးအမြောက်ဝေရတယ်လေဆိုတော့ဘုံသူဘုံသားဆိုတာရှိလို့အမားတို့ကလည်းအမြောက်ဝေပေးရတာပေါ့နော်အဲ့တော့ ဒီလိုမျိုးဝိညာဉ်ဝေပူးနိုင်တဲ့လူဆိုရလဲရှိပါတယ်မြင်လဲမြင်ပူပါတယ်ကိုထက်တော့ကိုထက်ဆိုတက်တက်လွတ်တွေစားတယ်တက်တက်လွတ်တွေစားတယ်အဲ့လိုမျိုးပေါ့သူတို့တခုခုလွဲချော်ဖြစ်မှသူကြောက်တယ်ပေါ့အဲ့တော့တောက်လျှောက်သူတက်တက်လွတ်စားတယ်အမကတော့မစားပါဘူးအမကတော့ကုန်စားပါတယ်ဒါပေမဲ့အကုန်လုံးကတော့ဟိုကြိုးကြိုးဆဆနဲ့တတိဝတိယနဲ့အများကြီးအားဆိုင်ပြီးရိုက်ခဲကြရတာပေါ့နော်ပရိသတ်တွေအမြင်ဆန်းနေပေါ့နော်မမြင်ဒီလိုကားမျိုးလေးတွေမကြည့်မကြည့်ရတာကြာပြီပေါ့ မကြည့်ရတာကြားတဲ့ပရိသတ်တွေအတွက်ဒီဆက်လန်းလေးကိုဖန်တီးပေးတဲ့အဲ W Entertainment ပေါ့ဒါတကယ်ကို high budget နဲ့သုံးပြီးတော့မှသူဒါအကောင်းဆုံးဖြစ်အောင်လို့သူတို့ဖန်တီးပေးထားတယ်အဲ့တော့ကြောင့်မို့လို့ကြည့်ရှုတဲ့ပရိသတ်တွေလာကြည့်တဲ့အခါကျလို့ရှိရင်လည်းတကယ်ကိုစိတ်ကျေနပ်ဟိုရရလိမ့်မယ်လို့မျောတော့ယုံကြည်ပါတယ်ဆရာရှင်ကျေးဇူးများတင်ပါတယ်